ချက်ရှိရနော်နပေအော် sorry နလမပက်လေနလမပက်လေအလုံးရောအလုံးမိတ်မင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ USA student visa F1 ကိုတန်ရုံမှတင်မယ်ဆိုလို့ရှိရင်ကျမတို့ပြင်ဆင်ရမယ့်လိုအပ်တဲ့ဆောင်ရွက်စာတမ်းတွေရဲ့ appointment ကိုဘယ်လိုတင်ရမလဲဆိုတာကိုကျမနဲ့အတူတူကြည့်ရမှာပဲဖြစ်ပါတယ်ရှင်ကျမဒီဗီဒီယိုပြုလုပ်ရချင်ရွေချက်ကတော့ကျမအရင်သိနေတတ်နေလို့တော့မဟုတ်ပါဘူးကျမတို့ကလည်းကိုပါတာကိုပဲပြင်ဆင်ခဲ့တဲ့အသီးတွေတငယ်ချင်းတွေကိုလိုက်ပြီးတော့မေးရပေါ့နော်အဲ့လိုမျိုးပဲကျမ အခုချိန်မှာကျမရဲ့အသိပညာတွေကိုပြန်ပြီးဝင်များခြင်းနဲ့ပြီးလို့ရှိရင်ကျမ resource တစ်ခုအနေနဲ့အသုံးပြုစေခြင်းနဲ့အဲဒါကြောင့်ဒီ video ပြုလို့ရခြင်းဖြစ်ပါတယ်ဆိုတော့ကျမပြောပြမယ့်အကြောင်းအရာတွေမှာပေါ့နော်ချိုးမှာမပြည့်မစုံတာဖြစ်နေလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့အတွက်လည်းနားလည်ခွင့်လွှတ်စေခြင်းပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုကိုကြည့်ဖို့အစဉ်သင့်ဖြစ်နေတဲ့သူတွေကဘယ်သူတွေလဲဆိုလို့ရှိရင်ကျွန်တော် DS160 phone ကိုဖြည့်ပြီးတဲ့သူတွေကတော့အစဉ်သင့်ဖြစ်နေပါလိမ့်မယ်ဆိုတော့ကျွန်မ ်လီဒီယာ164နဲ့ပတ်သက်ပြီးတော့ဗောနောကျွန်မဗီဒီယိုလေးတစ်ခုလုပ်ထားတယ်ဆိုတော့ဒီ A form ကိုဘယ်လိုဖြည့်ရမလဲဗောနောဖြည့်ဖို့ခက်ခဲရှိနေရယ်ဆိုလို့ရှိရင်တော့ကျွန်မဒီဖတ်ဒီဖတ်မှာပေါ့เนาะကျမဒီအပေါ်မှာ link ထားထားပေးပါမယ်အဲ link မှာပြန်ပြီးတော့ကြည့်ပေးပါလို့ပြောချင်ပါတယ်ရှင်ဆိုတော့ကျွန်တော်ဒီဆက်ပြီးလှုပ်ဆောင်မဲ့အချက်တွေပေါ့เนาะအဆင့်တွေကိုဘယ်လိုလှုပ်ဆောင်ကြမလဲဆိုတော့ကိုကျမနဲ့အတူတူဆက်ပြီးတော့ကြည့်ပေးပါ ဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့ browser ဖွင့်လိုက်ပြီပေါ့နော်ကျမဒီတဆင့်ချင်းသွားမယ့်အကြောင်းအရာက US Embassy Direct ဖြစ်တယ်နော်အဲ့တော့ဒီ website ကလည်းကျမ share video DS160 form လောက်တုန်းကလည်းတွားခဲ့ website ပဲဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ website ကတော့အပြည့်စုံဆုံးဖြစ်တယ်ပေါ့တခြားသူတွေကိုတော့မေးစရာမလိုအဲ website မှာကိုလိုချင်တဲ့ဒီ information အပြည့်အစုံရှိရပေါ့နော်အဲအကြောင်းလို့ကျမဒီ website ကိုခဏခဏပြောပါပေါ့နော်သူများရဲ့ကိုမမေးခင်မှာဒီ website ကိုအရင်လေ့လာပေါ့နော် ဲ့ဒါဆိုလို့ရှိရင်ဘာမှမားနိုင်စရာအကြောင်းလည်းမရှိဘူးပေါ့နော်အဲ့တော့ကျမအဲ့ website ကနေ listen သွားချင်ပါရင် okay ဆိုတော့ကျမဒီ DS160 form ရှာတော့လိုပဲလိုပဲ US Embassy in Burma လိုပဲရှာလိုက်မယ်နော် okay အဲ့တော့ပထမဦးဆုံးပေါ်လာတဲ့ဒီဟာလေးဖြစ်ပါတယ် ကျွန်တော်နှမျိုးရှိရဲဒီမှာလဲဒီ visas ကနေပြီးတော့တခါရဲတိုက်ရိုက်သွားချင်လဲရတယ်ဒါမှမဟုတ်လေဒီ US Embassy in Burma ကနေသွားလဲရရပေါ့နော်ကျွန်တော်တော့ဒီကနေပြီးတော့တဆင့်သွားလိုက်မယ် Okay ကျွန်တော်ဒီမှာ visa ပထမဆုံး apply visa အောက်မှာရှိရဲ non immigrant visas ဖြစ်တယ်နော်အဲ့ဒီအောက်မှာရှိရဲ study and exchange အဲ့မှာချက်လက်တွေအကုန်ရှိရနော်အဲ့တော့ကျွန်မ နိုင်ငံပိုင်းဒီ study and exchange ဆိုတာကျွန်တော်တို့ဒီ J1 visa ပြီးတော့ F1 မလို့အထူးဖြစ်သူကဒီ study and exchange ဆိုတဲ့အတွက်ကြောင့်မလို့ဒီကျောင်းသား visa တွေကဒီမှာရှိရဖြစ်ပါတယ်ဒီမှာ information အပြည့်စုံရှိရ how to apply ဘယ်လိုရှာရမလဲ after the interview ဒီမှာကြည့်နိုင်ပါတယ်ကျွန်မဒီ link ကိုလည်း description မှာထည့်ထားပေးမယ်ပေါ့နော် ကျွန်တော် how to apply ကိုနှိပ်လိုက်ပါမယ်အဲ့တော့ဒီမှာကြလာပြီပေါ့နော်ဒီမှာကြလာတဲ့အဆင့်ဒီမှာ6ချက်ရှိ6ဆင့်ရှိပေါ့နော်ဒီအဆင့်ဆင့်ကကျမတို့ဒီ US student visa ကိုရှောင်မယ်ဆိုတော့ကျွန်တော်တို့ checklist လိုပဲပေါ့နော်ကျွန်တော်စစ်သွားရုံပဲငါဒီခါရှိပြီလားဒီခါရှိပြီလားဒါမျိုးပေါ့နော်ပြီးတော့လွယ်လေးလွယ်ရေတော့အဆင့်အောင်ဒီလိုခွဲထားပေးရပေါ့နော်အဲ့တော့ပြီးတော့သူရိုးရှင်းတယ်သူပြောထားတဲ့အကြောင်းအရာလေးတွေရလေပေါ့နော်အဲ့တော့နားလေရလဲလွယ်ကူတယ်โอเค အဲ့တော့ကျွန်တော်ဒီ program အဆုံးကတော့ကျွန်တော်မချီရောသူကကျတော့ဒီ exchange visitor ဘာဒီ J1 တော့ဘာလို့ကိုလျှောက်တဲ့ခါမှာလောရမယ့်ဟာလေးဖြစ်ပါတယ်။ J1 အခါကျတော့သူကဒီ scholarship program ဖြစ်ဖြစ်ဒါမှမဟုတ်တခြားဒီကာလာသူအဲ့လို exchange program နေပေါ့နော်။အဲ့လိုမျိုးလေးဆိုလို့ရှိရင်သူကဒီ J1 နေပေါ့နော်။ဒီဟာကအကုန်လုံးကျတော့ study အောက်မှာရှိရအောင်နော်။အဲ့တော့မလျှောက်ခင်ဆိုလို့ရှိရင် ကိုကဘယ်လိုကြောင်းရှားမလဲဒီမှာဒီ SEVP approve ဖြစ်တဲ့ကြောင်း accredited ဖြစ်တဲ့ကြောင်းလေးကိုရှားမယ်ဒီဟာရကြောင့် DDS 160 form ဖြည့်ပြီးသွားရသူတွေဆိုရင်တော့အကုန်လုံးဒီဟာရတည်နေပြီပေါ့နော်ကျွန်မဒီမတည်သေးတဲ့သူတွေအတွက်ပို့ပြီးတော့ဒီ checklist နဲ့သွားချင်တာဖြစ်ပါတယ် Okay ဒီမှာ F1 M1 စသဖြင့်ပေါ့အကုန်လုံးရှိရဒီ form I20 ရောဘာလို့ကြောင်းရရင်ဒီမှာအကုန်လုံးတစ်ခုချင်းဖတ်စေချင်တယ်ပေါ့နော် အဲ့လိုမျိုးဆိုလို့ရှိရင်ကိုဟာကိုပဲဘာလို့ကျွန်တော်တို့ကလည်းကိုဟာကိုပဲလိုပဲဖတ်ပြီးတော့လုပ်ခဲ့ရဆိုတော့လေအကုန်လုံးအတွက်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်။ Okay ကျမတို့ step 1အနေနဲ့ဆိုလို့ရှိရင်ကျမတို့ကိုရဲ့ passport တက်တန်းကိုဆေးရမယ်အနည်းဆုံး6လရှိရမယ်ရှောက်တဲ့အခါ beyond the period of your stay in the United States okay ပြီးရင်တော့အဆင့်နှစ်အဆင့်နှစ်ကကျမတို့ပြီးသွားခဲ့ပြီเนาะကျွန်တော် DS160 form ဖြည့်ရဒါပေမဲ့ ဒီကျွန်မ DS 160 form ဖြည့်ရတယ်ပဲပြောထားရပေါ့နော်ဒီ additional form ဖြည့်ရတယ်မပြောလိုက်ပေါ့နော်အဲ့တော့ additional form ဖြည့်တာနဲ့ပတ်သက်ပြီးတော့ကျွန်မနည်းနည်းလေးပြောသွားချင်ပါတယ်ဒီ form ကအဓိကတော့ကိုယ့်ရဲ့ကိုယ်ရေးရစဝင်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီဘိုးဘွားမိပါတွေရဲ့ရစဝင်နေအဲ့လိုမျိုးအလောက်အကိုင်းနေပတ်သက်ပြီးတော့ဖြည့်ရဖြစ်ပါတယ်သူက အကုန်လုံးဖြည့်ပါတော့မရှိလို့ရှိရင်တော့ကျွန်တော် none လို့ပဲဖြည့်ရမယ်ဒါမဲ့ quality တော့မထားခဲ့ပါနဲ့တော့အဲ့လိုပြောထားတယ်ပေါ့နော်ဒါလည်းဒီမှာကိုကကိုတိချဖတ်ပြီးတော့ရှာတွေ့နိုင်ပါတယ်ပြီးတော့ဒီ additional form ဆိုတာကျွန်တော်ဗမာနိုင်ငံမြန်မာနိုင်ငံအတွက်ပဲပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်ပါတယ် okay ကျမတို့ addition အဲ့ဆိုကျမ additional form ကိုတစ်ချက်တော့ပြပေးလိုက်မယ်เนาะဘယ်လိုလဲပေါ့ကျမပြတော့ပြခဲ့ရေပေါ့เนาะ DDS1 system မှာထပ်ပြလိုက်ပါမယ် ကျွန်တော်ဒီလိုဖြည့်ဖြစ်ပါတယ်ကျွန်တော်ဇနီးမယား sorry ဇနီးဇနီးယောက်ျားဖာအမီစတဲ့ဖြည့်ဖြည့်ရတယ်ဗောကျွန်မအင်္ဂလိပ်လိုပဲဖြည့်ရပြီးတော့ဒီ form ဖြည့်ရကြတော့လေလေသူတော်တော်များတော့လေဖြည့်တတ်မှာပါเนาะဒါပေမဲ့ကျွန်မပို့ပြီးတော့ဟွန်းအဆင်ပြေအောင်ကျွန်မတစ်ချက်တော့ပြပေးလိုက်မယ်เนาะကျွန်မအရင်ဒါ download လုပ်လိုက်ပါမယ်။ download လုပ်ပြီးသွားလို့ရှိရင်ကျွန်မပြန်ပြပါမယ်ရှင်။ ဟုတ်ကဲ့ကျမဒါ download လုပ်တဲ့ file ဖြစ်ပါတယ်။ကျွန်တော် download လုပ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ active ပုံစံပေါ့နော်ကျွန်တော်တို့ task ကိုထည့်ရမှာဖြစ်ပါတယ်။ဒါတော့မများတော့လုပ်ဖို့လုပ်ဖို့ပြီးသားဖြစ်မှာပါ။ပြီးတော့ laptop တစ်ခုနဲ့တစ်ခု computer တစ်ခုနဲ့တစ်ခုနဲ့မူတည်ပြီးတော့ဖြည့်ရပုံစံတော့သူချင်မှသူမယ်ပေါ့နော်။ချိုးဆိုရင် Adobe Acrobat နဲ့ဆိုရှင်လွယ်ပေါ့နော်။ကျွန်မဒါက direct လုပ်လိုက်ပါမယ်။ ကျွန်တော်ဒါ tax ကိုဖြည့်ရမှာเนาะ tax ကိုဖြည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော် tax ကိုရွေးလိုက်ပါတယ်လိုလေးပေါ်လာရင်ပေါ့เนาะလိုပေါ်လာရင်ကျွန်တော်อืมဥမာဖြည့်ဖြည့်လိုက်မယ်เนาะအဖေဆိုရင်ဥလေးထားလိုက်ပါတော့ကဲအဲ့လိုဖြည့်ရင်ရပါပြီပြီးတော့ကျွန်တော်ဒီမှာอืมကဲကွာ font ကိုနည်းတူချင်တယ်ပေါ့မှာ times new roman ဖြည့်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကို oopsie sorry ပါကျွန်တော်နည်းနည်းအဲ့လိုဖြည့်သွား ့ကိုကို adjust ပေါ့နော်ဒါကတော့တော်တော်များများတော့ဟိုသိမှာပါဘယ်လိုမျိုးလုပ်ရလဲ font တွေဘယ်လိုရှိလဲစသဖြင့်ပေါ့နော်ဒီမှာ times new roman like shame อืมရှိရတဲ့နော်ဒီမှာတွေ့ပါပြီအဲအဲ့လိုမျိုးပေါ့နော်ပြီးတော့နည်းနည်း bold ဖြစ်မလားစသဖြင့်ပေါ့နော်ဒါတော့ကိုကကိုအဲဖြည့်ဖြည့်ဖူးမှာပါအကုန်လုံးလဲပေါ့နော်ဆိုတော့ဒီလိုဖြည့်ပြီးတော့ကျွန်တော်တို့ save as နဲ့ save အဲ့လိုမျိုးပေါ့နော်ပြီးတော့ save ထားလိုက် okay ပြီးတော့ print ထုတ်မယ်ပြီးတော့အောက်မှာ sign ထုတ်မယ်နော်အဲ့လိုမျိုးလေးပဲ โอเคအဲ့တော့ဆက်သွားရအောင်အဲ့ဆိုကျမတို့ဒီ additional form အကြောင်းပြောပြီးသွားရင်เนาะ additional form အကြောင်းပြောပြီးသွားပြီဆိုလို့ရှင်เนาะကျမတို့ checklist လေးနည်းနည်းလုပ်မယ်ဒီ checklist လေးနည်းနည်းမသွားခင်မှာကျမတို့ဟို supporting documents ဒီမှာ step 3ပေါ့เนาะသူပြောထားရဲ့ supporting ဆိုတာဒီထောက်ပံ့ပေးရဲ့ tablet oh sorry ဒီ size စာတန်းနေဖြစ်မယ်အဲ့အရာတွေကကြတော့ဒီကိုယူကိုယူသွားရမယ့်စာရွက်စာတန်းတွေအပြင်တခြားစာရွက်စာတန်းတွေဖြစ်ပါတယ် โอเคသူရေးဟာဘာလဲဆိုရင်ဒီ additional documents တွေဟာတဲ့ maybe requested at the time of your interview ဆိုတော့သူကဒီ maybe ဆိုတော့သူတို့တောင်းကြည့်ရင်လည်းတောင်းကြည့်မယ်ပေါ့နော်မတောင်းကြည့်ရင်လည်းမတောင်းကြည့်ဘူးအဲ့လိုမျိုးပြောတာပေါ့နော်လုံးဝဒီဆရာဆရာတဲ့နေရာတောင်းကြည့်မယ်လို့မပြောဘူးအဲ့လိုပုံစံเนาะဒါပေမဲ့ကို့မှာရှိထားတော့သူတို့တောင်းကြည့်ရင်ပြလိုက်လို့ရတာပေါ့နော်ဟုတ်တယ်မလားအဲ့တော့ ကျွန်တော်တို့ရှိထားတော့အကောင်ဆုံးပဲအဲ့တော့သူပြောပြထားတဲ့အကြောင်းအရာတွေကတော့ဒီမှာဒါဥပမာပေါ့နော်ဒါဥပမာအနေနဲ့ပေါ့နော်သူတို့ဒီ subordinate document တွေဆိုတာဘယ်လိုမျိုးလဲဆိုတဲ့ဟာတွေကိုသူကဒီပညာရေးနဲ့ပတ်သက်ပြီးတော့သူပြောတာပေါ့နော်ဒီ academic preparation နဲ့ပေါ့နော်ဆိုတော့ဘာပြီးပါမလဲဆိုရင်ကိုယ်မကိုယ့်ရဲ့ဒီမှာအမှတ်စရင်းပါမယ်ပြီးတော့ဘွယ်လက်မှတ်ပြောစရင်းအောင်လက်မှတ်စရင်းစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ US ကနေပြီးတော့ကျမတို့တက်ရောက်ဖို့အတွက်လိုအပ်တဲ့အမှတ်စီရင်အဲ့ဒါတွေကဘာလဲဥပမာ IELTS အမှတ်စီရင်ဖြစ်မဲ့သို့မဟုတ် TOEFL သို့မဟုတ် Duolingo စသဖြင့်ပေါ့နော်တူမှာမဟုတ်ဘူးအဲ့လိုမျိုးလေးအမှတ်စီရင်ဖြစ်တယ်ပြီးလို့ရှိရင်တော့ your intent to depart the ဒါကြတော့လေ US ကိုသွားပြီးတော့ပေါ့ကျမတို့ဒီ course ကအမှနည်းနည်းဆိုလဲနည်းနည်းပေါ့ကျမတို့လေးနဲ့အဲ့ course ပြီးသွားလို့ရှိရင်ဒီမြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံကိုပြန်လာရမှာလေဟုတ်တယ်နော်အဲ့တော့ပြန်လာရမယ့် ဟာကိုတက်တည်ပြနိုင်တဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဟာကကြာတော့음ကျွန်မဆိုင်ရွက်ဆိုင်တဲ့အနေနဲ့တော့ကျွန်မတိတ်ပြီးတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်မတို့ဒါကိုတက်တည်ပြရမှာဟုတ်တယ်မလားဒါဗီဇာရဖို့အတွက်လုံးဝအရေးကြီးတဲ့အကြောင်းအရာလေးနော်အဲ့လိုမျိုးဆိုဥမာကိုကွန်မြူပိုင်းမှာလုပ်ငန်းရှိရဆိုလို့ရှိရင်ဒါမျိုးလုပ်ငန်း license ပြရမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကိုပြနိုင်ရင်တော့ပိုကောင်းတာပေါ့နော်ပြီးလို့ရှိရင်တော့ဒီဟာလည်းအရေးကြီးပါတယ်ဒါကတော့ဟော ban statement ပေါ့နော် ban statement ဒီ ban statement ရဲ့ amount ကကျတော့ကျွန်တော် i20 မှာရှိရဥပမာဆိုရင်14000ဖြစ်မယ်ဆိုရှင်14000ရှိရပေါ့နော်အဲအဲ့လိုမျိုးကိုဒီတစ်နှစ်စာပေါ့နော်ဒီ i20 ကိုဒါတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော် ban statement ဖြစ်မယ်ဥပမာ6လစာလောက်လည်းဖြစ်ဖြစ်မယ်ပေါ့နော်ဒါမျိုးတယောက်နဲ့တယောက် လူချမတူလိုက်မယ်ပြီးလို့ရှိရင်တော့ your ability to read write speak english ကတော့အရင်အရေးကြီးရပါတော့ဘာလို့လဲဆိုတော့ကိုက US မှာကျောင်းသားတက်မှလေးဟုတ်တယ်မလား US မှာကျောင်းသားတက်မှဆိုတော့အနည်းဆုံးတော့ကိုကအင်္ဂလိပ်စာကိုတော့อืมတက်ရမယ်ပေါ့အင်္ဂလိပ်စာတက်ရမယ်ဆိုတော့အရင်ကျွမ်းဖို့ပြောမဟုတ်ဘဲနဲ့ဖတ်နိုင်ရမယ်ရေးနိုင်ရမယ်အဲ့လိုမျိုးပြီးတော့ interview မှာလည်းအင်္ဂလိပ်လိုပဲမေးမှလေနော်အဲ့တော့ကျွန်တော်အဲ့ဒါကတော့အရေးကြီးတဲ့အချက်လို့ကျွန်မထင်တယ်ပေါ့နော် okay ဒါကတော့ဟိုဥပမာပေါ့နော် additional document တွေဘာတွေလဲပေါ့နော်အဲ့ဒါတွေကိုပြဖြစ်ပါတယ်ဒါတော့ကြီးစံလို့ exchange အတွက်ဆိုတော့လေ Okay ပြီးတော့ جماعه ဒီ schedule and appointment ကျွန်တော် appointment တင်တာကိုမသွားခင် جماعه ဒီ interview ဘာတွေယူသွားရမလဲပေါ့နော်အဲ့ဆောက်ရွက်စာလေးကို جماعه ပြချင်ပါတယ် Okay ဒီမှာဆိုရင်တော့ကျမတို့ DS160 confirmation sheet ဒါကျမ DS160 form video မှာပြသွားရနော်ဘယ်ဘယ်ဟာကိုထုတ်သွားရမလဲဆိုတာလေဒီ confirmation page เนาะ Okay အဲ့ဒါ ထုတ်သွားမယ်ပြီးတော့ additional form ကျွန်တော်ခုနပြောခဲ့တဲ့ဒီ additional form ကိုကျွန်တော် print ထုတ်လက်မှတ်ထိုးအဲဟာကိုလည်းယူသွားရမယ်ပြီးလို့ရှိရင် form i20 ဒါလည်းပြောပြောအရင်ပြောရပါတော့ form i20 ရဲ့ civics fees receipt ယူရမယ်ပြီးတော့ ds2019 low ဒါ exchange အတွက်ပဲဖြစ်တယ်ဒါလည်းမလိုဘူးပြီးတော့ဒီဟာလိုတယ်နော် 2 by 2 inch color photo ဒီဟာကလည်းကျွန်မ DS160 form မှာပြောထားတဲ့သူ့ရဲ့သတ်မှတ်ချက်ရှိရနော်နပေအော် sorry နလမပလေနလမပလေအလိုမျိုးနော်လွန်ခဲ့တဲ့ဒီ6လအတွင်းရိုက်ခုထားတဲ့ပုံဖြစ်ရမယ်ဆိုတာမျိုးပြီးတော့ passport ယူသွားမယ်ဒါပေမဲ့တော့အရင်အဲ့လိုမျိုးမခက်ခဲဘူးပေါ့နော်ဆက်ဆက်နေနေလည်းအရင်မများပါဘူးအဲ့တော့တခုခုအဲ့လိုမေးစရာရှိရင်ဘာညာဆိုရင်ဒီ NI ဒီမှာပေါ့နော်ပြထားတယ် ဟာကိုဆက်သွင်းမြင်မြန်နိုင်ပါတယ်။ Okay ။အဲ့ဒါပြီးတော့ကျမတို့ fees တွင်းတာတို့ဘာတို့ပေါ့နော်အကုန်ရှိရပေါ့နော်ဒီမှာတော်တော်အဆင်ပြေရပေါ့နော်။တိကျဖက်ယုံမဲအဲ့လိုမျိုးအရန်လွယ်ပါတယ်။ interview မှာဆိုရင်ဘယ်လိုလုပ်ရမလဲဘယ်လိုစစ်စစ်အကုန်လုံးရှိပါတယ်။ Okay အဲ့တော့ကျမက appointment တင်တာနဲ့ပတ်သက်ပြီးတော့ကျမတို့တူတူသွားကြပါမယ်။ဒီ appointment တင်တာနဲ့ပတ်သက်ပြီးတော့ကြောက်လေကျမခလဲတော်ကတော့ ကျွန်တော် email ပို့ရပါဘောเนาะ email ပို့ရတဲ့ခါကျတော့อืมကို email ရောက်သွားလားမရောက်သွားဘူးလားစသဖြင့်ပြောဘယ်နေ့ကစင်ပြေရလဲအဲ့လိုမသိရဘူးဗောနော်အဲ့တော့အခုကတော်တော်အစင်ပြေသွားတယ်သူတို့ဒီ NIV appointment system နဲ့လောက်လိုက်တယ်ဗောနော်သူက visit ကလည်းအဲ့လိုပုံစံ visit နဲ့ဆင်နေဗောနော်အဲ့လိုမျိုးဆိုတော့သူက calendar တွေးရတယ်ပြီးတော့ကိုအစင်ပြေရဲ့အချိန်ဗောနော် ကေဟောပါအစဉ်ပြဲချိန်စွာထက်ဒီ available ဖြစ်နေရ slot လေးရှိရဆိုလို့ရှင်ပြောပါဘောနော်ကိုရွေးလို့ရတယ်အဲ့လိုမျိုးဆိုပို့ပြီးအစဉ်ပြဲရပါဘောနော်ကိုမှပို့ပြီးမြင်သားထင်သားရှိရဘောနော်ဒါမှနည်းနည်းတော့သူက ဘယ်လိုပြောမလဲလျင်ရမယ်ပေါ့နော်နုံမလို့ရှင်ကိုကိုစပော့မရလိုက်တာတော့ဒီ slot မရလိုက်တာတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျမဒီ email ပို့ရဲ့ system နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ how ပို့သဘောကျတယ်ဘာလို့လဲဆိုတော့ဒီ how confirmation မှာလည်း confirmation မှာထွက်လာရပေါ့အဲ့လိုမျိုးဆိုတော့ကိုသိချရပေါ့နော်ကို appointment interview ရရတယ်ဆိုတာမျိုးပြောဒီမှာလဲသူအချက်အလက်တွေအကုန်ပေးထားတယ်ဒီ appointment ကိုဘယ်လိုမျိုးလုပ်ရမလဲမြန်မာလိုမျိုးလဲပေးထားရပေါ့နော် ်ခေဝေးဒီဟာကို cancel လုပ်မယ်ဆိုရင်ဘာအကုန်လုံးပေါ့နော်စံတကူချင်းစီအောင်မပြောသွားတော့ဘူးဘာလို့ဆိုအကုန်လုံးလည်းဒီမှာဖက်လို့ရရပဲလေနော်ဟုတ်တယ်မလားဆိုတော့ جماعه တို့အဒီဟာတော့အချက်ပြလိုက်မယ်နော်။မလေးမြန်မာလူကြီးကအဆင်ပြန်ပြေတယ်။ جماعه သဘောကျ။ MDS 160ကို online မှာဖြည့်ပြီး print ထုတ်ရမယ်ပြီးလို့ရှိရင် schedule appointment code ကို name မယ်။ဒါကလေခုနခဏခဏနေပြမယ် system မှာအကုန်လုံးဒီဒီအဆင့်တိုင်းပဲတွားရုံမယ်။ ျမဒီဗီဒီယိုရောင်းကြည့်စရာမလိုဘောเนาะလိုမှာမဟုတ်ဘူးအရင်အဆင်ပြေဘောเนาะ Okay ကဲကျမတို့တွားလိုက်ရအောင်ဒီမှာပြထားတဲ့ NIV Primary City အပြလေးဖြစ်နေဟာ link လေးကိုကျမတို့နှိပ်လိုက်မယ်เนาะ Okay တန်တန်ကျမရောက်လာပြီဘောเนาะရောက်လာပြီဆိုလို့ရှိရင် ူကဒီဟာက system browser တိုင်းတော်တော် support ဖြစ်ချင်မှဖြစ်မယ်ထင်တယ်။ဘာလို့လဲဆိုတော့သူရေးဟာရဲ့ကွာဒီ internet browser ကဒီ128 bit encryption ။ဒါမှဒီလိုမျိုးပေါ်လာရဲ့ဒီလိုမျိုးဆက်ပြီးတော့သွားလို့ရရဆိုတော့ဒါအဆင်ပြေရယ်ပေါ့နော်။အဆင်ပြေမှာပါ။အဓိကအရေးကြီးရသည် DS160 form ။ DS160 form မှာပြောထားတဲ့ barcode အရင်အရေးကြီးရယ်ပေါ့ကျွန်တော်ဒီမှာဖြည့်ရမှာဖြစ်တယ်နော်။အဲ့တော့ပထမဆုံးကျွန်တော်ဖြည့်ကြပါမယ်။ ကျတို့နိုင်ငံကကျတို့ဘာမာနော်ဘာမာရွေးပြီโอเคကျမတို့ဒီတန်ယုံရှိရဲ့မြို့ကျွန်တော်တမြို့ပဲရှိရတယ်နည်းဟုတ်တယ်ဒရန်ကွန်အော်တိုပေါ်လာပေါ့နော်အဆင်ပြေပါတယ်အဆင်ကျမတို့ဆမစ်လုပ်ပါပြီโอเคဒီ page ပေါ်လာပြီပေါ့နော်ဒီ page ကတော့နှစ်မျိုးရှိရပေါ့နော်ပထမတစ်ခုကကြတော့ကျမတို့ပထမဦးဆုံးအကြိမ်အနေနဲ့ကျမတို့ schedule လုပ်မှာလာပေါ့နော်အဲကျွန်တော်ပထမဆုံး appointment ယူမှာလာဒါမှမဟုတ်ရှင်ကျမတို့ရဲ့ ဒီ appointment လောက်ထားပြီးသားကိုကျွန်တော်ကပြန်ပြီးတော့ပြောင်းချင်တာတို့ဒါမှမဟုတ်လို့ရှင်နေဖြတ်ချင်တာတို့ဆိုရင်တော့ဒီအောက်ကဟာကိုရွေးရမယ်ပေါ့နော်။ဒါနှစ်ခုရှင်းနေအောင်ပဲပေါ့နော်ဒီလိုမျိုးပြထားစင်တော်ပြေပေါ့နော်။ Okay အဲ့တော့ဟိုကျမရဲ့ DDS 160 form ဖြည့်တော့လို့တောင်းသွားဆရာမလို့ကိုယ်ကဒီ appointment အတွက်ပဲလောက်တော့မယ်ဆိုကျမဒီမှာ DS 160 form တခါလေးရှိရဲ့ ဘာလို့လဲဆိုတော့ तू ကချိတ်ဆက်နေအောင်เนาะအဲ့တော့ DS160 ပြီးသွားပြီဆိုရင်ကျမတို့ okay တော့ဆောက်မယ်ကျမတို့ဆောက်မယ်ဆိုကျမတို့ဖြည့်မယ်ဒီအတိုင်းပဲ C E W J W ကျမလေဒီအစ်မတော့ဟို DS160 form လိုမျိုးတဆင့်ချင်တော့သွားလို့ရမှာမဟုတ်ဘူးပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒီဟာဘာခုတ်လို့ရေပေါ့เนาะဘာခုတ်လို့ဆိုကျမကဖြည့်ဟာမရှိဘူးလေเนาะဖြည့်ဟာမရှိဆိုတော့ကျမအဲ့အစ်ကနေတော့ဆက်ပြီးတော့သွားလို့ရမှာမဟုတ်ဘူးပေါ့ဒါပေမဲ့ကျမ sample တော့ပြပေးမယ်ပေါ့เนาะ အဆင်ပြေအောင်ပါအဲ့တော့ကျွန်မဖောက်ဆုံးအချိန်ဆိုလို့ရှိရင်ကျွန်မတို့ဒီနေရာကိုသွားမယ်ပေါ့နော် Oh sorry ကျွန်မရိုက်တာမှာသွားရဲကျွန်မပြန်နေလိုက်မယ်ကျွန်မနာချင်တော့ CEWJW လို့ထင်တာမဟုတ်ဘူး Oh, C E W နဲ့ဒါ Q ဖြစ်သွား။ Sorry. W J W. Sorry man. Schedule appointment. Mm, please go back. Okay. C E W J W မဟုတ်ဘူးလား။ plus EWJ တို့တို့ထန်တာကျွန်တော် refresh line မနော်အဆိုရှင် okay ဒါဆိုရင်တော့ YB VVJ တိချရဒီဟာမနေဆိုတာ okay မနော်အဟုတ်ပြီကျွန်မပြချင်တာဒီမှာနော်အဘာကောင်ကလေ16လုံးရှိရနေတူရပေါ့နော်အဲ့တော့ကိုက DS160 form ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကိုရဲ့ account number လေးရိုက်ထည့်ပြီးတော့ကျွန်တော် submit လုပ်ရုံပဲဒါမဲ့လောလောဆယ်ကျွန်မက DS160 ပုံဖြည့်ဟာမရှိဘူးဆိုတော့ကျွန်တော်စပြလို့တော့မရဘူးเนาะဒါပေမဲ့ဒီမှာတော့ check လို့ရတယ်အကယ်၍ဒီဘာကုန်းမရှိဘူးဘောနောကုန်းမှာဒီ appointment slot လေး check ချင်တယ်ဘောနောကြည့်ချင်တယ်ဆိုရင်တော့ဒီမှာကြည့်လို့ရဒါပေမဲ့လေတခုရှိရဒီဟာတော့လေအမှန်ပေါ်ချင်မှပေါ်လိမ့်မယ်ဘောနောကျမကြားတလောက်ကတော့လေဒီကို့မှာဘာကုတ်ရှိထားမှာပို့ပြီးတော့တေးချရဲလို့ပြောရပေါ့နော်။ဒါပေမဲ့ပုံမှန်ဆိုလို့ရှိရင်တော့ဒီမှာတော့ရှိတဲ့နေပေါ့နော်။ဒါပေမဲ့လို့မရှိဘူးလို့ပြောချရပြီးတော့အခုကလည်းอืม တော်တော်ပြည့်နေပြီလို့ကြားရပါတော့အကုန်လုံး book ဖြစ်နေရဲ့ဆိုတော့အဲ့လိုမျိုးပြီးတော့ကျွန်မတင်ငယ်ချင်းတယောက်ပြောဆိုလို့ရှိရင်တော့အခုပေါ့နော်သူကနေ့တိုင်းမနေ့တိုင်းအဲ့လိုမျိုး check check တာတော့ပိုကောင်းနေပေါ့နော်အခုကလာကျွန်တော်တင်မယ်ဆိုလို့ရှိရင်ပြောရပါအဲ့တော့ तू อ่ะအကယ်၍ဒီမှာ slot လေးပေါ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီခရမ်းရောင်လေးခရမ်းရောင်လေးတွေ့နော်ခရမ်းရောင်လေးပေါ်နေမယ်ဥမာအဲ60 slot ရှိမယ်ဘာညာပြီးတော့ဒီအခုတလောအခုတလောဆိုတာတော်တော်များများတော့တို့ကဒီ ကျွန်မထင်တာအင်္ဂါနဲ့ကြာတာဒေးဝယ်ပို့ပြီးရပေးရတွေ့ရဆိုကျွန်မအကယ်၍အဲ့ဒါရွှေပြီးွားရဆိုရင်ကျွန်မလိုချင်တဲ့ဥမာဒီရင်းနေလိုချင်တယ်ဆိုအကယ်၍ appointment က available ဖြစ်တယ်ဆိုရင်ကျွန်မနေလိုက်ပေါ့နော်နေလိုက်ပြီးရင်ကျွန်မဒီမှာ direction ရှိရဲ့ ကျွန်တော်တို့အဲ့ဒါကိုနှိပ်ပြီးသွားပြီးခုနကလည်းကျမကျမတို့ကြည့်ရဲ့ဒီဘာခုတ်ကလည်းကျမတို့ဖြည့်ပြီးသွားရင်နော်ဖြည့်ပြီးကျမတို့ဆမင်းနှိပ်လိုက်တယ်ဟုတ်တယ်နော်ဆမင်းနှိပ်လိုက်ပြီးသွားပြီးဆိုရင်ကျမတို့ရက်ခုနပေါ်လာမယ်အဲ့တော့ကျမတို့အရက်ကိုလည်းရွေးပြီးသွားပြီးရွေးပြီးသွားပြီးဆိုလို့ရှိရင်ကျမတို့ဘာဖြည့်ရမှာလဲဆိုရင်ကျမတို့ surname ဖြစ်တဲ့ကျမတို့ရဲ့မြမဆိုလို့ရှိရင်ကျမတို့နောက်ဆုံးစာလုံးနော် ကျွန်မ company ဆိုရင်၄ဖြစ်မယ် given name ဆိုရင် com ဖြစ်မယ်ဒါတွေကလေကျွန်မ DS164 မှာပြောထားပြီးသားဖြစ်သွားပြီเนาะပြီးလို့ရှိရင်ကျွန်မတို့ရဲ့ telephone number နဲ့ email အစာဖြည့်မယ် okay ဒါလည်းအေးစစ်စစ်ပဲเนาะပြီးလို့ရှိရင်ကျမတို့ submit ဆိုတာလေးကိုနေမယ်เนาะအချက်လက်တွေပြည့်စုံလားမပြည့်စုံလားအဲ့ဒါပြီးသွားလို့ရှိရင်เนาะကျမတို့ကဒီ appointment confirmation page ကြီးကြာလာမယ်ပေါ့เนาะအဲ့လိုမျိုးကိုယ့်ရဲ့ဒီ date နဲ့ဘာညာနဲ့ information တွေကြာလာမယ်ဆိုလို့ရှိရင်အဲ့ဒါကို print ထုတ်ပြီးတော့ကျမတို့ interview သွားဖြည့်ရမှာကျမတို့ a page ကိုယူသွားမယ်ပေါ့နော်အဲ့အမကိုက okay ဒီနေ့လောက်ထားပဲဆိုရဲဟာမျိုးတက်တည်ပြနိုင်ပါလေအဲ့တော့ကျမတို့ထုတ်ရမယ် confirmation page ကနှစ်ခုရှိရနော် DS160 confirmation page နဲ့ဒီ appointment confirmation page နှစ်မျိုးရှိမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီ US student visa ရှောက်ဖို့ရှောက်တဲ့ process ကြီးရပြီးတော့ပါပြီပြီးတော့ပြီးဆိုတဲ့ဒီ appointment ယူရဲအထီးကိုပြီးတော့ပြီးပေါ့နော် အဲ့ဆိုရင်တော့ဒီကကိုရဲ့ information တွေကိုတခြားစစ်ဖို့ပဲလိုပါတော့တယ်အဲ့တော့အကယ်၍ကိုမမိကုန်းတစုံတရာရှိရဲ့ဆိုတော့ရှင်ကျွန်တော်တို့ခုနကပဲပြောတဲ့ဒီ NIV ဒီဟာပေါ့နော်ဒီ email လေးစာကိုဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်အဲ့ဆိုရင်တော့ကျွန်မတော်တော်များများကိုကျွန်မ cover ဖြစ်တယ်လို့ကျွန်မထင်ပါတယ် အားလုံးလည်းကျမနဲ့တူတူလိုက်ကြည့်ရအဆင်ပြေမယ်လို့လည်းထင်နေပါတော့အကယ်၍ကျမပြောစကားပြောအရင်မြန်သွားတော့မရှင်းတဲ့နာလို့ရှိရင်လည်းကျမ sorry ပါလို့ Okay အဲ့ဆိုကျမနည်းနည်းလေးတော့ထပ်ပြီးတော့ဒီ step 9လောက်ထိကိုကျမတို့ပြောလိုက်မယ်ပေါ့နော်အဲ့ဆိုရင်တခါလေးပြီးသွားအောင်လीအ ဒါတော့ကျမတို့ခုနကပြောတဲ့ဒီ information တွေเนาะအကုန်လုံးကျမတို့ယူသွားရမယ်။အဲ့တော့ကျမတို့ခုနကပြောတဲ့ဒီ interview နေ့မှာပေါ့เนาะယူရမယ့်ဟာတွေကကျတော့ဒီဟာအပြင်ကျမတို့ခုနကဒီ appointment တင်ထားတဲ့ confirmation page တစ်ခုလည်းပေါ်လာမှာပေါ့เนาะဟုတ်တယ်เนาะအဲ့တော့တခု edit ဖြစ်မယ်ပေါ့เนาะဆိုရင် checklist လေးအလိုမျိုးလုပ်မယ်။အဲ့ဒါပြီးသွားရင်တော့ကျမတို့ဒီ non immigrant visa application fee ဖြစ်တယ်ပေါ့နော်အဲ့အရာကိုလည်းကျမသူတို့ကပေါ့နော်ဒီမှာရေးထားတယ် US dollar cash နဲ့ပဲလက်ခံတယ်ငွေသားနဲ့ပဲလက်ခံတယ် credit card တွေတခြားဟာဘာမှမရအောင်ဆိုတော့ကျွန်တော်ငွေသားနဲ့ပဲယူသွားရမယ်ပေါ့နော်အဲ့ဒါရှိမယ်အဲ160နဲ့တူရယ်ပေါ့နော်အဲ့ဒါလေးပေးရမှာရှိတယ်ဒီမှာ visa fees တွေကိုဒီမှာအကုန်လုံးကြည့်လို့ရတယ်ကုန်လုံးတော့ဟိုသူဟာနဲ့သူချက်လက်တရားအကုန်ပြည့်စုံနေပေါ့နော်အစဉ်ပြေဒီမှာဆိုရင် F ဆိုရင် student academic ကျမတို့လျှောက်တာဒီဟာနော် sorry အဲ့ဆိုရင်ဘယ်လောက်ပေးရမှာလဲပေါ့နော်ဒီမှာ non permanent based non immigrant visa ဒီ visa type E ရလွယ်ပြီးချင်တဲ့ဟာအကုန်လုံးက160ပေးရမှာဆိုတော့ကျမတို့ US ဒေါ်လာငွေသား160ကိုကျမတို့ interview မှာပေးရမှာဖြစ်ပါတယ် okay ကျွန်တော်ပြန်သွားရအောင်အဲ့ဒါပေါ့နော်အဲ့ဒါ interview မှာပေးရမယ်ငွေဖြစ်ပါတယ် fees ဖြစ်ပါတယ် okay အဲ့တော့ဒီ visa interview ပေါ့ visa interview မှာဘာတွေမျှော်မျှော်လင့်ထားမလဲပေါ့နော်ဘာတွေဖြစ်နိုင်လဲဆိုတော့ကျမတို့အမကျမတို့ရဲ့ DS160 confirmation page သူပြောထားတဲ့ document အကုန်လုံးကိုဒီပထမ counter မှာကျမတို့ပေးရမယ်ပေါ့နော်ဒီမှာဓာတ်ပုံတွေပါမယ် patient passport တွေပါမယ်စသဖြင့်အကုန်လုံးပေါ့နော်အဲ့ဒါပြီးပြီးဆိုတာနဲ့ကျမတို့က အဲကျမတို့ကျမလုတ်ခဲ့တော့အဲကျမဖြေခဲ့တော့ကတော့ကျမတို့ဒီဆိုင်ရဲ့ပေးရဲ့ပြီးပြီးကျမတို့လူများရဲ့ဆိုတန်းစီရဲ့တန်းစီပြီးတော့ဒီ interview ရဲ့ဟာကိုကျမတို့စောင့်ရရနော် so oh sorry အဲ့ I'm thinking ကျမတို့ပတ်စံပေးရပေါ့နော် in uh, application fees ပေးရပြီးတော့ okay wait သူ့မှာအဲ့ပေါ့နော် May 9ရက်ရှိရဆိုလို့ရှိရင်လည်းအဲ့မှာဖြေဖြေရပေါ့နော်ပြီးရင်စောင့်နေစောင့်ပြီးလို့ရှိရင်ဒီ consular officer မေးရတယ်ဖြေမယ်ဒီ interview process ပြီးသွားပြီဆိုလို့ရှိရင်တော့ ကျမတို့ကဒီ visa approve ဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ interview ဟာပေါ့နော် interviewer ပြောလိမ့်မယ် account consular officer ပြောမယ်ပေါ့နော် visa approve ဖြစ်သွားပြီဆိုလို့ရှိရင်ကျမတို့နောက်တစ်ပတ်အကဲဒီတစ်ပတ်ရဒီနေ့ရဆိုရင်ကျမတို့နောက်တစ်ပတ်တွားယူရတက်တယ်ပေါ့နော်သူကပြောလိမ့်မယ်ဒီ passport ကိုနောက်တစ်ပတ်လာယူပါအဲ့လိုမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဒီမှာပါဒါတော့နောက်ဆုံးချက်ပေါ့ visa approve ဖြစ်သွားပြီဆိုလို့ရှိရင်တစ်ပတ်ကြာရဲ့တဲ့ ဲ့လိုမျိုးပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ status ကျွန်တော်ရဲ့ case ကိုလည်းကျွန်တော်ဒီမှာ online ဒီကနေပြီးတော့တွားပြီးတော့ချိန်နိုင်ပါတယ်ကျွန်တော်ဒီမှာလည်း DS160 confirmation uh oh, sorry barcode a ho number လိုပဲပေါ့နော်အဲ့တော့အဲ့ number ရရင်ကြည့်ပါတယ် DS160 form okay ဆက်လို့ရပြီပေါ့နော်အဲ့တော့ခုနကပြောရဲအကယ်၍ကိုယ့်ရဲ့ visa က reject ဖြစ်သွားရင်ရောဘယ်လိုဖြစ်မှာလဲပေါ့နော်အကယ် reject reject ဖြစ်သွားရဲဆိုလို့ရှိရင်လေ သူကလေကိုရဲ့ information တွေကိုပြန်စစ်ပေါ့နော်ကိုဘာလို့လဲဆိုရဲဟာတွေကိုပြန်စစ်တခြားပြန်စစ်ပြီးတော့ကိုရဲ့ information တွေပြည့်စုံနေဆိုရင်ထပ်လျှောက်လို့ရတယ်ပေါ့နော်စောင့်စရာမလိုပါဘူးအဲ့လိုမျိုးပြန် try ပါဟုတ်တယ်မလားစိတ်တကြစရာမလိုဘူးထပ်လျှောက်မယ်မရလည်းဒါပေမဲ့အဲ့ချိန်မှာဆိုရင်တော့ခုနအဲ DS164 နေဘာတွေကိုပြန်ဖြည့်ရမယ်ဒါပေမဲ့ပြန်ဖြည့်တဲ့ခါကျရင်လည်းလွယ်လွယ်လေးပဲဟုတ်တယ်မလားကိုတစ်ခေါက်ဖြည့်ပြီးသွားရေးဆိုတော့လေးအေးဆေးပါပဲ Okay, our solution on tomorrow get the ဗီဒီယိုရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ကျမတို့ appointment ဘယ်လိုယူမလဲပြီးလို့ရှင်ရင်ကျမတို့လိုအပ်တဲ့စာရွက်စာတမ်းတွေကဘာလဲဆိုတာတွေကိုကျမနဲ့အတူတူ like ကြည့်ပေးပြီးသွားပြီပေါ့နော်အဲ့တော့ကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကလုံးလေးတည်သွားပြီလို့ထင်ပါတယ်အဲ့တော့ကျမတို့ပြောချင်တာကတော့ဒီ website မှာကိုပါတာကိုအကြောင်းအရာတစ်ခုချင်းစီတီချဖတ်ပါကျမပြောတော့တဲ့အကြောင်းအရာတွေမှာလည်းကျမအရှိရပြောခဲ့လို့ဝယ်မပြေဆုံးတာလေးရှိသွားမယ်အဲ့အတွက်လည်းကျမကိုခွင့်လွှတ်ပေးပါလို့ ကျွန်မလည်းအကုန်လုံးသိနေရမျိုးမဟုတ်တော့လीเนาะကျွန်မနည်းနည်းဟာကွက်လေးရောရှိပါတယ်ဆိုတော့ကျွန်မနဲ့အတူတူအဆုံးထိပေါ့နော်စိတ်ရှည်စွာနဲ့ဒီကံပြီးတော့ like ကြည့်ပေးရအတွက်ကျေးဇူးအများကြီးတင်ပါတယ်မေခွန်ကူကူရှိရဲ့ကူကူတီချနာရှိရဲ့ solution ရယ်အောက်က comment box မှာရေးသွားပေးပါလို့နောက် video တွေမှာပြန်ဆုံပါမယ်အားလုံးပဲကိုလို channel ဘန်နိုင်စီကိုရောက်လာနိုင်ပါစေ bye bye